မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုမှာ ရွှေတူးပေါ်နေတာကိုဒေသခံပြည်သူများကတွားရောက်တားမြစ်ရာကနေအချင်းများပြီးတော့ MNDA ကပြစ်ခတ်လိုက်တဲ့အတွက်ပြည်သူ6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလ9ရက်နေ့မွန်လွယ်7:35မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခန့်မြို့နယ်မုံစည်းကျေးရွာအုပ်စုပြင်းခန့်ကျေးရွာအနီးမှာရွှေတူးပေါ်ရေးလုပ်ငန်းခွင်ကိုဒေသခံပြည်သူများကရွှေမတူးဖို့အတွက်တွားရောက်ပြီးတော့တားမြစ်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ MNDA ကတနက်နေ့ပြစ်ခတ်ခဲ့ရာအရသာပြည်သူ6ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ရွှေတူးတဲ့ဟာတွေကြောင့်ရွာသူရွာသားတွေနဲ့ပြည်သူတွေအတွက်တောက်တုံးရေတွေချိုးရေတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းထိခိုက်လာလို့ရှိရင် ်အပြင်နေစိုက်မရပြိုးမရဖြစ်မှာမဟုတ်လို့ပထမတော့တွားပြီးတော့တားကြတယ်သူတို့ကနမ်လိန်ချောင်းမှာရွှေတူးဖို့လုံနေကြတာတားတဲ့ဂျားတွေကနေဆက်တူးနေကြတော့တွားတားကြရင်းနဲ့ပြဿနာတက်ကြတာနောက်တော့ MNDA တပ်ဖွဲ့ယူနီဖောင်းတွေနဲ့ရောက်လာပြီးတော့ပစ်ခတ်လို့ပြည်သူတွေ6ဦးတိတ်ဆုံးသွားတယ်လို့အခုနောက်ဆုံးသိရတယ်ဒီလိုပစ်ခတ်သူတွေကျူးလွန်သူတွေကိုအရေးယူဖို့စာနာထုတ်ဖော်တာတွေရှိတယ်လို့ဒေသခံသတင်းအရေးမြစ်ကပြောပြထားပါတယ်ရွှေတူးဖို့ရေးလုပ်ငန်းများကိုနားလေးရွာမန်းပုံရွာမုံစီဗန်ရန်ခါရွာနဲ့ ပင်ခံရွာတို့ကပြည်သူများကတားမြစ်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်မှုကြောင့်တိုက်ဆုံသွားတဲ့ဒုတွေထဲမှာရွာသူကြီး၂ဦးနဲ့ဒေသခံအရသာပြည်သူအမျိုးသား၄ဦးတို့ပါဝင်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရိမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်ငွေလိန်ခန်းများမှာရောက်ရှိနေတဲ့ပြည်ထောင်နိုင်ငံသား1439ဦးကို BGF က ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးသွားမှာဖြစ်ပြီးတော့ပြည်ထောင်နိုင်ငံကလည်း၎င်းတို့ရဲ့နိုင်ငံသားများကိုတီးတက်လေရင်ခရီးစဉ်များနဲ့ဒုတိယအကြိမ်ပြန်လည်ခေါ်ယူနေပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ကြားဖြတ်ငွေလိမ်ကိုင်းများမှာရောက်ရှိနေတဲ့ပြည်ထောင်နိုင်ငံသား1439ဦးကိုထိုင်းနိုင်ငံဘက်အချမ်းကိုလွှဲပြောင်းပေးတဲ့နောက်၄ရက်အတွင်းမှာပြည်ထောင်နိုင်ငံကလေရင်ခရီးစဉ်16ခေါက်နဲ့ပြန်လည်ခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မက်စလာ6ရက်နေ့ကနေမက်စလာ9ရက်နေ့အတွင်းမဲဆောက်မြောက်ပြည်ချစ်ချည်ရေးတရအမှတ်1က မဲဆောက်လေစိတ်ကိုတရုတ်နိုင်ငံသားများကိုအတုတ်လိုက်အတုတ်လိုက်မော်တော်ယာဉ်များနဲ့လွှဲပြောင်းပေးမှဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မက်စလာ6ရက်နေ့မက်စလာ9ရက်နေ့နဲ့မက်စလာ10ရက်နေ့တို့မှာတနေ့ကိုတိတက်၄ရက်ခရီးစဉ်6ချိန်နှုန်းနဲ့၎င်းမက်စလာ9ရက်နေ့မှာတော့ ်လေရင်ခရီးစဉ်တစ်ကြိမ်နဲ့စုစုပေါင်းလေရင်ခရီးစဉ်16ကြိမ်နဲ့နိုင်ငံသားပေါင်း1439ဦးတို့ကိုပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကပထမအကြိမ်အဖြစ်နဲ့တရုတ်နိုင်ငံသားများကိုပြန်လည်ခေါ်ယူခဲ့ပြီးတဲ့နောက်အခုမတ်လ6ရက်နေ့ကနေစတင်ပြီး၎င်းတို့ရဲ့နိုင်ငံသားများကိုဒုတိယအကြိမ်ဖြစ်နဲ့ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကံကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူနာဦးတေဆုံးပြီး၄ဦးဒဏ်ရာရရှိက နေအိမ်ဆယ်လုံးပြသခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ9ရက်နေ့ည9:48မိနစ်အချိန်မှာဂံကောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကံချေးရွာကိုအကြမ်းစစ်ကောင်စီရဲ့ Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အဲ့ဒီဘုံကျဲမှုကြောင့်အသက်50အရွယ်ဦးအောင်ဖြိုးနဲ့ဇနီးပြစ်သူဒေါ်ထားမြင့်တို့ဘုံစာထိမှန်ပြီးတော့တင်ဆောင်ခဲ့ရတယ်လို့သိရပါဗျ။အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်းပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးတော့ဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။ဒါအပြင် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်အပါအဝင် လူနေအိမ်၄လုံးမီးလောင်ပျောက်ချခဲ့ရပြီးတော့အနီးနားမှာရှိတဲ့နေအိမ်၆လုံးလည်းထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ကံရွာကရွာကြီးပါ။အိမ်ကြီးကတော့များတယ်။အကြီးအတွက်ဘလောက်ရှိလဲတော့မပြောတတ်ဘူး။ရွာမှာကတိုက်ပွဲလည်းမဖြစ်ဘူး။တော်လိုက်တက်ဖွဲ့ဝင်တွေလည်းရွာထဲမှာမရှိပါဘူး။စစ်ခွေးတွေလည်းရွာထဲမှာမရှိဘူး။ အဲ့ဒါပြည်သူတွေကိုတမင်တတ်တတ်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တဲ့သဘောပါလို့ယောလင်းနာကကိုဘကောင်းကရှင်းပြထားပါတယ်အလားတူပဲဖေဖော်ဝါရီလ24ရက်နေ့ညပိုင်းကလည်းဂံကောမြို့နယ်မြောက်ပိုင်းတောင်ခင်ရမ်းကြီးရွာကိုအကြပ်ဆက်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာလူနေအိမ်တလုံးမိလောင်ကျွမ်းခဲ့ပြီးတော့အနီးနားမှာရှိတဲ့လူနေအိမ်အများအပြားလည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားနိုင်ငံမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်များစီကိုမြန်မာလုံသမား24ဦးကိုနှစ်နိုင်ငံအစိုးရချင်းပူးပေါင်းဆောင်ရွက်တဲ့ G2G အစီအစဉ်နဲ့စတင်ဆေးလွှတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံကို Pilot Project နဲ့ဆေးလွှတ်ရမှာ Vester International Company Limited က Russia Joint Stock Company Instead Company Limited ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များစီကိုမြန်မာအလုပ်သမား54ဦးစေလွတ်ရန်စီစဉ်ထားတဲ့တဲက24ဦးကိုပထမဆုံးစေလွတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သူက G2G စနစ်နဲ့တွားတာရုရှားဘာသာစကားသင်တန်းဆင်းပြီးသားအလုပ်သမားတွေပါ တန်ချီတန်ခွေပယံကျွမ်းကျင်အလုပ်တွေပါပို့တာကလည်းစစ်မှုရန်ဟောင်းပိုင်တဲ့ကုမ္ပဏီကပဲပို့တာဝန်ဆောင်ကားကတော့တပြားမှမပေးရပါဘူး zero cost ပါစောက်လုပ်ရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်တွေစီကိုပို့မယ်လို့သိထားတယ်အလုပ်သမားဝင်ကြီးဌာနရဲ့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့လုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီတွေပဲပို့ခွင့်ရှိတာပါလောက်ခလာစားတလားကို American Dollar 250ဝန်းကျင်လောက်ရမယ်လို့သိရတယ်လို့ ြည်ပအလုတ်ကန် agency ပိုင်ရှင်တူကရှင်းပြထားပါတယ်စစ်ကောင်စီကမြန်မာအလုတ်သမားများကိုရုရှားနိုင်ငံကိုတရားဝင်နှစ်နိုင်ငံအလုတ်သမားကြီးရာပူးပေါင်းဆောင်ရွက်ချင်းဆိုင်ရာနားလည်မှုစွာကြောင့်လွား MOU လက်မှတ်ရေးထိုးရန်ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းကြောက်ကြီးမြို့နယ်နဲ့မူးမြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာတရနေ့က KNU အုပ်ချုပ်မှုနယ်မြေကြောက်ကြီးမြို့နယ်အင်းနဲ့ကျေးရွာကိုစစ်ကောင်စီက drone နဲ့ဘုံကျဲပစ်ခတ်မှုကြောင့်အပြစ်မဲ့အရသာပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကအင်းနဲ့ကျေးရွာအတွင်းကို drone နဲ့120မမဘုံဒီ၃လုံးပစ်ခတ်ခဲ့ရအောင်အသက်83နှစ်အရွယ် ွယ်ဦးတောင်းမြင်အသက်9နှစ်အရွယ်မောင်တပ်ထူးဆန်တို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဦးစိတ်မြင့်ရဲ့နေအိမ်လည်းထိမှန်ပျက်စီးခဲ့တဲ့အပြင်အိမ်မွေးနွား၃កောင်လည်းထိမှန်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲမက်ရှလာ၃ရက်နေ့ည8:20မိနစ်အချိန်မှာစစ်တပ်ကမူးမြို့နယ်ဟော့ခိုဝါငထွေစုပ်ကြီးရွာအတွင်းကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့ရာစောထုံးနိုင်ရဲ့အိမ်ဘေးကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့စိုင်းကဲတစ်စီးဓာတ်စီပေပါနှစ်ပေပါနဲ့ ရေနံစီ၃ပေပါတို့ထိမှန်ပြစီမီးလောင်ခဲ့တဲ့အပြင်စားအိတ်၂၀နဲ့ထွန်ဆက်တပိန်းတို့လည်းထိမှန်ပြစီဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲဒီကနေ့မက်စလာ၆ရက်နေ့မနက်၈:၅၀မိနစ်အချိန်မှာရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဝါဘူရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲချခဲ့ရအောင် နေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်စစ်တွေမြို့နယ်ဂန်းကောင်ကျွန်းရွာမှာစခန်းချထားတဲ့စစ်တပ်ကဝါဖိုရွာကို drone နဲ့ဘုံလာကျဲခဲ့ခြင်းဖြစ်ကြောင်း American Princess Media ကသတင်းပေါ်ပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမြင်းညာမြို့နယ်မှာရှိတဲ့ကြောက်တန်ရွာကိုလည်းအကြမ်းစစ်တပ်ကစစ်တပ်လေထီးများနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်မက်စလ9ရက်နေ့မနက်အစောပိုင်း2နာရီခန့်မှာမြင်းညာမြို့နယ်ကြောက်တန်ရွာကိုအကြမ်းစစ်တပ်ကစစ်တပ်လေထီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဘုံကျဲတိုက်ခတ်မှုပျက်စီးမှုအခြေအနေနဲ့ ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်ဘုံဒီနှလုံးကျဲချပြီးတော့တိုက်ခိုက်သွားတယ်လို့ပြောတယ်မြေပြင်အခြေအနေအသေးစိတ်တော့မသိရသေးဘူးလူအထိခိုက်မရှိဘူးလို့တော့ကြားထားပေမဲ့အတည်တော့မပြုနိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာခရီးသည်တွေကားပေါ်ကနေဆွဲချပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးမင်းအောင်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ6ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှပခုတ်ကူတပ်မတရားတဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အသက်25နှစ်အရွယ်စစ်မှုထမ်းတပ်သားတဲ့ကိုမျိုးမင်းအောင်ဟာ တော်လိုင်းတပ်ဖွဲ့အများထံကိုအလင်းဝင်ရချိတ်ဆက်လာတဲ့အတွက်ကြောင့် Burma Revolution Rangers တပ်ဖွဲ့ကတွားရောက်ပြီးတော့ခေါ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မြို့ကနေပြီးတော့ချောင်းကိုပြန်လာတဲ့အချိန်အ мян လမ်းမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတစ်ကိုမျိုးမင်းအောင်ဟာစစ်တပ်ထဲကနေပြီးတော့ထွက်ပြေးပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုမျိုးမင်းအောင်ဟာ ချောင်းမြို့နယ်ဇီးကုန်းကျေးရွာမှာနေထိုင်သူဖြစ်ပြီးတော့ရန်ကုန်မြို့ကနေချောင်းမြို့ကိုပြန်လာတဲ့အချိန်အမြန်လမ်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက် မိတိလာမြို့ကိုပို့ဆောင်ကစစ်တပ်နဲ့တက်ရောက်ခိုင်းပြီးတော့ပခုတ်ကူတက်မှတရက်တိကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။ကျွန်တော်ဇာတိက6ဦးမြို့နယ်ဇီးကုန်းကျေးရွာကပါကျွန်တော်ကပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာပါ။ရန်ကုန်ကနေပြန်လာတာအမြန်လမ်းပေါ်မှာအဖမ်းခံရတာခီးတဲ့တင် express ကားပေါ်ကနေဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာပါလို့စစ်မှုတပ်တပ်သားတဲ့ကိုမျိုးမင်းအောင်ကရှင်းပြထားပါတယ်။အလင်းဝင်လာတဲ့စစ်မှုတပ်တပ်သားတဲ့ကို Burma Revolution Rangers တပ်ဖွဲ့ကနှွေးထွေးစွာကြိုးစုပ်ခဲ့ပြီးတော့ဆက်လက်ပြီးတော့စောင့်ရှောက်ထားတယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့ကောင်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးမှု ုများကိုနေရာအနှက်ပြုတ်လုနေတဲ့အတွက်ပြည်သူများအနေနဲ့အသွာလာအနေထိုင်ဂရုစိုက်ကြရန်နဲ့စစ်မှုထမ်းရန်ဖမ်းဆီးခံရပါက Burma Revolution Rangers တပ်ဖွဲ့ထမ်းမှဖြစ်စေဒီဆက်ရာတော်လိုင်းတပ်ဖွဲ့များနဲ့ဆက်သွယ်ပြီးတော့ဖြစ်စေအလင်းဝင်ရောက်ကြပါရန်ကိုကာတွန်းကပြောဆိုထားပါတယ်အကြမ်းတ်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများအနေနဲ့လည်းအကြမ်းတ်စစ်ကောင်စီအတွက်အသက်အသေးမခံဘဲတော်လိုင်းတပ်ဖွဲ့များထမ်းမှအလင်းဝင်ရောက်ခိုးလုံကြရန် Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံကိုကာတွန်းကဖိတ်ခေါ်ထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ